အာနာဒိန်းစစ်ကောင်မရှင်ရဲ့တူးယောင်ရွေးကောက်ပွဲကိုပြက်ပြက်သားသားဆန့်ကျင်ညှဉ်းဆန်ဖို့ Justice for Myanmar JFM အဖွဲ့ကအော်တိုဘလ26ရက်နေ့မှာစတင်ကျင်းပနေတဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတောင်းဆိုလိုက်ပါတယ်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုမလေးရှားနိုင်ငံကွာလာလံပူမြို့တော်မှာအော်တိုဘလ26ရက်ကနေ29ရက်ထိ၄ရက်တာကျင်းပသွားမှာဖြစ်ပါတယ် အာဆီယံအနေနဲ့ဆေးဥစုရဲ့တွေ့ရောင်ရွေးကောက်ပွဲကိုညှင်းဆန်တာအာဆီယံနဲ့လောက်ခံဖွဲ့စည်းတွေမှာဆေးဥစုနဲ့၎င်းတို့ရဲ့ကိုယ်စားလှယ်တွေကိုတားမြစ်ပိတ်ပင်တာဖက်ဒရယ်ဒီမိုကရေစီငြိမ်းချမ်းရေးနဲ့တရားမျှတမှုအတွက်မြန်မာပြည်သူတွေရဲ့လှုပ်ရှားရုန်းကန်မှုနဲ့အတူယက်တီပေးဖို့လို GFM ကတောင်းဆိုလိုက်ပါတယ်။ဆေးဥစုရဲ့အမိခံရွေးကောက်ပွဲကဒီမိုကရေစီကိုဥတီတဲ့လမ်းကြောင်းတစ်ရပ်မဟုတ်ပါဘူး။ဒါဟာသူတို့ရဲ့အကြမ်းဖက်အုပ်ချုပ်မှုကိုမှားယွင်းစွာတရားဝင်မှုပေးနိုင်ဖို့အတွက် စေအောင်စုကဒီဇိုင်းဆွဲထားတဲ့လှည့်ကွက်တစ်ခုဖြစ်ပါတယ်လို့ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမယ္ယရနာမောင်ကပြောပါတယ်။အာဆီယံနေနဲ့စစ်ကောင်မရှင်ရဲ့အတူယောင်ရွေးကောက်ပွဲကိုပြက်ပြက်သားသားညှင်းဆိုရာအပြင်ရွေးကောက်ပွဲဆောင်ကြည့်သူတွေကိုမဆေလွတ်ချင်းဖြင့်ပအဝင်ရမှာဖြစ်ကြောင်း JFM ကထုတ်ပြန်ထားပါတယ်။ ဒါအပြင်အာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့စီးပွားရေးလုပ်ငန်းတွေအနေနဲ့ဆေးဥစုရဲ့ဖန်နာငွေစစ်လက်နက်စက်ပစ္စည်းကိရိယာဤပညာနဲ့လေရင်စီလမ်းကြောင်းတွေကိုချက်ချင်းဖြတ်တောက်ရမယ်လို့လည်းပါဝင်ပါတယ်အာဆီယံကချမှတ်ထားတဲ့ဘုံသဘောထား၅ရပ်ကိုစစ်ကော်မရှင်ကလိုက်နာမှုမရှိတာဟာ၄နှစ်ကျော်ရောက်ရှိလာပြီဖြစ်ပြီးမအောင်မြင်တဲ့ 5PC ဖြစ်ရှိနေတယ်လို့လည်း GFM ကထောက်ပြပြောဆိုထားပါတယ်